ာစကားသရုတ်ထတည်င်ပတ်ရဲ့အင်္ဂါနေ့ရှင်ယောအေဝံဂေလိကျမ်းအခန်းကြီး30အခန်းငယ်22မှ30ထိုချိန်၌ဂျေရုဇလင်မြို့တွင်ဗိမာန်တော်ကိုစက္ကတ်သည့်ပွဲတော်ကျင်းပလျက်ရှိ၍ဆောင်းကာလလည်းဖြစ်၏ယေရှုသည်ဗိမာန်တော်အတွင်ရှိသော ဆောလမုန်မဟုဆောင်တွင်ဈဉံလျှောက်လျက်နေတော်မူ၏ထိုကားဂျူးလူမျိုးတို့သည် ိုရော့ကိုဝန်းရံလျက်တင်းသည်မိမြကြောင်ကျွန်ုပ်တို့စိတ်ကိုမရေမရာဖြစ်စေမည်နီတင်းသည်ခရစ်တော်ဖြစ်ပါလင်ကျွန်ုပ်တို့အားအတိအလင်းပြောပါလောဟု ဆိုကြ၏ယေရှုကသူတို့အားပြန်ဖြေတော်မူသည်ကားတင်းတို့အားငါပြောဆိုခဲ့လေပြီသို့တော်တင်းတို့သည်မယုံကြည်ကြငါခမည်းတော်၏နာမတော်၌ငါလုဆောင်သောအမှုတို့သည်ငါကိုတက်သေးခံလျက်ရှိ၏ သို့တော်တင်တို့သည်မယုံကြည်ကြအဘယ်ကြောင့်ဆိုတော်တင်တို့သည်ငါ၏တိုးစုတွင်မပါဝင်သောကြောင့်ဖြစ်၏ငါ၏တိုးတို့သည်ငါအတန်ကိုနားထောင်ကြ၏ငါသည် သူတို့ကိုတည်၍သူတို့သည်လည်းငါနောက်သို့လိုက်ကြ၏ငါသည် သူတို့အားထာဝရအသက်ကိုပေး၏သူတို့သည်မိသည့်ခါများပျက်စီးခြင်းသို့ရောက်ရလိမ့်မည်မဟုတ်မိသူများသူတို့ကိုငါထံမှမလူယူနိုင် သူတို့ကိုငါအားပေးတော်မူသောခမည်းတော်သည် အားလုံးတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍မိသူကားမြသူတို့ကို ခမည်းတော်၏လက်မှ မလူယူနိုင် ခမည်းတော်နှင့်ငါသည်တလုံးတဝါသည်ဖြစ်သည်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေဒီ oneness as relationship ဒီနေ့ခမည်းတော်နဲ့ ငါဟာတလုံးတဝရရှိတယ်ဆိုပြီးသခင်စု အခိုင်မာအတိတ်ကလေးကြွေးကြော်လာပါတယ်ဒီအချက်ဟာအင်္ဂလိပ်ကျန်ဆတ်ဆတ်ခြင်းတွေကစတင် ပေါ်ပေါက်လာခဲ့တဲ့အချက်လည်းဖြစ်ပါတယ်သခင်စုရဲ့အရင်အမြစ်ဟာဖျားသခင်နဲ့အတူရှိတယ်ဒီချက်ဟာတော့လျှောက်အင်္ဂလိပ်ကျန်မှာပေါ်နေတဲ့အချက်လည်းပဲဖြစ်ပါတယ် ဒီနေ့ဒီဟာကိုထပ်ပြီးအတည်ပြုလာပါတယ်တခန္တနာဒီလိုအတည်ပြုပြောဆိုချက်တွေဟာဘယ်အချိန်မှာအမှန်တကယ်ဖြစ်လာတာတွေ့ရှိလာရလဲဆိုရင်ပါစကားအဖြစ်ပြက်တွေပြီးတဲ့အချိန်မှာဒီဟာသူပြောတဲ့အရာတွေဟာ အမှန်တကယ်လည်းပဲဖြစ်ပါလားဆိုတာကို တွေ့ရှိလာပါတယ်ဒီအချက်တွေထဲမှာမှခမီးတော်နဲ့ငါဟာတလုံးတစ်ပါးရှိတယ်ဆိုတဲ့အချက်ဟာအခိုင်အမာ တွေ့ရှိလာတဲ့အချက်ဖြစ်ပါတယ် တို့နှစ်ပါးတလုံးတစ်ပါးရှိခြင်းဟာအဖြစ်တော်တစ်ခုစီပေါင်းဆက်ပြီးတလုံးတစ်ပါးရဲ့ရောထွေးရှက်တင်သွားတာမျိုးမဟုတ်ဟဲ့အတိတ်ပဲကတော့တို့နှစ်ပါးကြားထဲမှာရှိတဲ့အဆက်အနွယ်အနောင်ဖွဲ့ကိုပေါ်ပြနေခြင်းသာလင်ဖြစ်ပါတယ်တို့နှစ်ပါးကြားထဲမှာရှိတဲ့အဆက်တွေဘယ်တော့မှပြတ်မသွားဘူးဘယ်လိုဖြတ်เสียအကြောင်း ဘယ်လိုအကြောင်းမျိုးပဲရှိလားရှိလားမပြတ်သွားဘူးတေးချင်းမှတော့ပြတ်မသွားဘူးအခါသီးဆုံးအချိန်မှပြတ်မသွားဘူးဒုက္ခရောက်တဲ့အချိန်မှပြတ်မသွားပဲပို့မိုးပြီးခိုင်မြဲပါတယ်ဒီလိုခိုင်မြဲနေတဲ့အချက်ကပါစကားချိန်မှပို့တွေ့လာပါတော့တယ်ဒါကြောင့်ဒီလိုပြတ်မသွားတဲ့တလုံးတစ်ပါးရှိရှိချင်းအဆက်အသွယ်ဒဲကိုကျွန်တော်တို့တယောက်စီလည်းပဲ ဖိတ်ခေါ်ခြင်းခံရပါတယ်ကျွန်တော်တို့ကတယောက်စီတော့၎င်းဖျားသခင်အားဖြင့်တော့၎င်း အဆက်အသွယ်ဖြတ်ဖို့စူးစမ်းကြတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုပြတ်သွားတဲ့အဆက်အသွယ်ပြန်လည်ပြီးတော့ကုသခြင်းဟာပါစကားချိန်မှာဖြစ်ပွားတာပဲဖြစ်ပါတယ်။အချင်းချင်းပြန်ဆက်သွယ်ရရှိတယ်။ဖះနဲ့အဆက်အသွယ်ရရှိတယ်။ခမီးတော်နဲ့တားတော်ကြားထဲမှာရှိတဲ့အဆက်အသွယ်တွေကိုထပ်မံပြီးပြန်လည်ဝင်ရောက်ခွင့်ရရှိတယ်။ဘယ်တော့ဘယ်တော့မှမပြတ်တော့မဲ့သာဝဇင်သာဝရတည်ရှိမဲ့နတ်ဆိုင်နဲ့ စင်ကြဲတဲ့ခိုင်မြဲတဲ့အဆက်အနယ်တွေကိုကျွန်တော်တို့တယောက်စီ ခေါ်သွင်းခြင်းခံရတာပဲဖြစ်ပါတယ်။ဒါကြောင့်တလုံးတွားတွေရှိတယ်ဆိုတဲ့အချက်မှာသူတို့နှစ်ပါးတဲ့တလုံးတွားတွေရှိတာမဟုတ်ပဲဒီသူတို့နှစ်ပါးရဲ့အနောင်ဖွဲ့တွေကိုချစ်ချင်းမြတ်တာအတိုင်းဝမ်းတွေကိုကျွန်တော်တို့တယောက်စီလဲဆွဲသွင်းခြင်းခံရတယ်ဝင်ခွင့်ရရှိတယ်ဆိုတဲ့အချက်ကိုနားလည်ကြမှာလည်းပဲဖြစ်ပါတယ်။ဒီချက်တွေကိုပြန်စင်စားရင်ပတ်စကားချင်းမှာဖျားသခင်ဟာ သူရှိပါတယ်ဆိုတာကိုတကယ်လည်းပဲအဖြစ်ပြေခဲ့ပါတယ်။သူတို့တွေဟာတလုံးတွားတွေရှိပါတယ်ဆိုတဲ့အချက်ကိုလည်းပဲဖော်ပြခဲ့သလိုကျွန်တော်တို့တယောက်စီကိုလည်းပဲသူတို့ရဲ့တလုံးတွားတွေရှိခြင်းတွေတို့အများရမဲ့ထောင်စဉ်ထောင်ရခေါ်သွင်းလျက်ရှိတယ်။လူဘက်ကဘလို့ပဲဖြစ်ဖြစ်ထောင်စဉ်ထောင်ရမပြတ်နိုင်တော့တဲ့အနောင်ဖွဲ့အဆက်အနွယ်ကိုတီထောင်ပြီးသားဖြစ်သွားပြီဆိုတာကိုသိကြမှလည်းပဲဖြစ်ပါတယ်။ ယေရှုရှင်လုံးတော်တပည့်တော်တို့ကိုတနာတော်မူပါ